ဆက်ချစ်သူများအားလုံးမင်္ဂလာပါရှင်။လူဒီဆောင်မှနာဆင်ပွဲရစားကောင်းလေးများကျင်းဆက်လျက်ရှိပါရရှင်။အားလုံးပဲမင်္ဂလာပါရှင်။ဆိုင်းစရာဥအောင်သိမ့်မြတ်ရေးသားတဲ့အကြံကောင်းတစ်ချက် အနေကောင်းတစ်သက်နဲ့မြမရွေးရစကားပုံပုံမြင်များတစ်ဆောက်ထဲမှာအဥ္စာဆောင်ကျွမ်းမကလေးဆိုတဲ့ပုံမြင်ကလေးကိုရွတ်ဆိုဖတ်ပြပါမယ်ရှင်။ဥ္စာဆောင်ကျွမ်းမကလေးရှေးလွန်လေပြီးသော အခါကဘာယာနတိပြည်တွင် ဥစ္စာပစ္စည်းကျွဲဝချမ်းသာသောတကြွယ်လင်များရှိခဲ့ကြလေသည် နေပေါင်းများစွာပျော်ရွှင်စွာနေထိုင်ခဲ့ကြပြီးနောက်တကြွယ်ကြီးသည် ရုတ်တရက်ကွယ်လွန်ရှာသည်တကြွယ်မှလည်းနောက်ထပ်အိမ်အောင်မပြုဘဲတဦးရဲနေထိုင်ခဲ့သည် ခင်တကြွယ်ကြီးခြံရီးခဲ့သောပစ္စည်းဥစ္စာများမလီမလွင့်မလျော်ပါအောင်ခရုပြုထိန်းသိမ်းခဲ့သည်တို့ကြောင့်သူသည်ပစ္စည်းဥစ္စာများကိုအလွန်တွေ့တာသည်အလွန်တန်ရောစဉ်ကြီးသည် ပစ္စည်းဥစ္စာရတနာရွှေငွေလဲရဆင်မြင်ကျဲနွားတိုက်တာများကိုမိညပင်တွေ့တာနေစီကမူတေချိန်၌ထပိခဲ့ကြရ၏။တကြွယ်မာကြီးလည်းထုံးစံအတိုင်းပစ္စည်းတွေကိုထပိခဲ့ကကွယ်လွန်သွားရရှာပြန်၏။သို့သောပစ္စည်းများကို တွေ့တာစိတ်အာကြီးလွန်ရကရွှေငွေစိမ့်ကြောက်တံပရမများများ မြုံနှံထားသည့်နေပေါ်တွင်ဥစ္စာဆောင်ကြွမဖြစ်ခါ နီးထိုင်ရလေ၏။ကြွေလင်းမယားတွင် သားသမီးမထွန်းကားခဲ့ကြ။ရင်ချာသောဆွေမျိုးသားချင်းများလည်းမရှိကြ။တို့အတွက်အမွေဆက်ခံသူလည်းကိမဲ့ဤအိမ်တွင်ခိုင်းစေထားသော အချွေရံများကလည်းသခင်မရှိသောအခါရေကြီးရာမျက်နှူရာတို့ ထွက်ခွာသွားကြပြီ။ပိုင်ရှင်မမရှိတော့တာပဲဆိုပါမြေကြီးကို တူးဆွပြီးအတွင်းပစ္စည်းများကိုမယူကြပဲ။ ပိုင်ရှင်မပေးသောပစ္စည်းကိုယူခြင်းသည်ခိုးခြင်းဖြစ်သဖြင့်မယူငင်ကြခြင်းဖြစ်ပေသည်။ဤသို့ဖြင့်တကြဲအိမ်ကြီးမှာထိမ့်သိမ့်ပြုပြီမဲ့သူကင်းမဲ့ကယိုယွင်းပျက်စီးခဲ့သည်။ထုံနောက်ခြုံတွေဖုံးလာသည်။တစ်ပင်တွေပေါက်လာသည်။တဖြည်းဖြည်းတောအတိဖြစ်လာသည်။တော်ကြီးဖြစ်လာတော့လေဥษาဆောင်ကြွမမာကငါဟာရီငါဟာရီဟုသဘောထားကထိုးနေရရင် ရှီမြင်းရှိနေသည်ရွှေတွေမြုပ်ထားသောနေရာကိုနမ်းကြည့်လိုက် စိမ့်တွေမြုပ်ထားသောနေရာကို ရက်ကြည့်လိုက်ဖြင့်ပျော်ရွှင်နေသည် ထို့သို့နေရင်းကကြွမှသည် လူတယောက်ကိုတတိထားမိ၏ထို့သူသည်ဤနေရာမှနေတိုင်းခက်တန်းသွား၏သူတွင် လေးများနှင့်ပိုင်များညွန့်များပါသည်သူတစ်ပါးအသက်ကိုတက်ဖြက်စီးဝါရှာသောမုတ်ဆိုးဖြစ်တော်လဲစိတ်ကောင်းရှိပုံရသည် ကျမသည်ထုံမုံဆိုးအားအကဲခတ်နေခဲ့ပြီးနောက်နေ့တနေ့တွင်မုံဆိုးလာမိလမ်းမှဆောင်းဆိုင်နေသည်သူပါဇက်ထဲ၌ရွှေစတစကိုကြိုက်ထားသည်ကျမသည် မုံဆိုးလာသောအခါသူ့ကိုမြင်စေရန်ဗဒက်ရက်ပြပြီးတောင်းပန်၏မုံဆိုးကြီးကို နေတိုင်းနေတိုင်းရွှေတစပေးပါမယ်အဲ့ဒါကိုရောင်းချပြီးတဝက်ကို အမဲသားဝယ်ပါကျွန်တော်မကိုအဲ့ဒီအမဲသားပေးပါ ဘန်းနဲ့တုံသဘောကြလားရွှေကိုမမြင်ဘူးသောမုတ်ဆိုးမှာဝမ်းသာအားရသဘောတူသည်ကြက်မထံမှရွှေစကိုယူသွားသည်နောက်တစ်နေ့တွင်အမဲသားယူလာပြီးကြက်မကိုပေးသည်ဤသို့ဖြင့်ကြက်မမှလည်းပင်မန်းခက်ခဲစွာအစာမရှာရတော့ပါမုတ်ဆိုးမှလည်းစားဖို့နေရေးကောင်းမွန်လျက်ချောင်းလေလာသည်ဥစ္စာဆောင်ကြက်မနှင့်တောမုတ်ဆိုးတို့ပျော်ရွှင်စွာဖြင့်မိတ်ဆွေဖြစ်လျက် နေထိုင်ခဲ့ကြရာတနေ့တွင်အနောက်ရှက်တစ်ခု ပေါ်ပေါက်လာ၏ထိုအရာကကြောင်ဝေသည်ကျက်မသည်ပြင်းရင်တွားရင်တွားလာလဲပန်ရင်ကကြောင်ဤအဖမ်းခံရသည်ကြောင်ဤလက်သေးများမစူးမီတွားတွေဖြင့်အကိုက်မခံရမီကျက်မကအလင်းမြန်အတလားခံ၏အရှင်အရှင်နားထောင်ပါအောင်အကျွံကိုကြိုက်သက်စားရင်တစ်ချိန်မဲစားရမယ်အကျွံကိုမတက်ပဲလှော့လိုက်ရင် ်နေတိုင်းအမဲသားစားရမယ်။ကြောင်မမျော်လင့်သောစကားဆန်းဖြစ်၏။မိသူမဆိုအပန်းတကြီးမရှာဖွေရပဲအစားကောင်းစားရမည်ကို လိုလားစမြဲဖြစ်၏။ကြက်ငါ့ကိုလှည့်စားတာလား။မဟုတ်ပါဘူးအရှင်။နေ့စဉ်နနက်တိုင်းဒီနေရာမှာလာဆောက်ပါ။အကြုံအမဲသားလာပို့ပါမယ်။မလိမ္မာဘူး။လင်းရင်ကတ်တိုက်လိုက်အေးငါ့ကိုလိန်လို့ကတော့မလွယ်ဘူးမှန်။ ဟုတ်ပြီသွားတော့ဥစ္စာဆောင်ကြွမှသည်ဂရိတီပါ၏ဂရိတီတော်လဲမုံဆိုးပေးသောအမဲသားကိုအဝအလင်းမဆားရတော့ပြီကြောင်ကိုတဝက်ခွဲပေးနေရသည့်အတွက်ဖြစ်သည် ထို့သောအစင်းရဲခံကအသက်ကိုထိမ့်သိမ့်တော်လဲစီရမဤဘဝမှာမလုံးကြုံပါမကြမီပင် အခြားအကြောင်းတကောင်ဤခုံအုပ်ချင်းခံရကကြောင်ဤလက်သေးသောရောက်သွားပြန်သည်ကြွမှာလဲပထမကြောင်အား မလုံးပေးသည့်အတိုင်းမျောလင့်ချက်ပေးပြန်သည်ထိုကြောင့်ကလည်းယုံကြည်ကလှုပ်ပေးလိုက်ပြန်သည်ကျွမ်းမမှာမုံဆိုးထံမှရသော အမဲသားကိုကြောင်နှကောင်နှင့် သုံးစုခွဲပြီးစားရတော့သည်နှစ်စုခွဲပြီးစားရစဉ်ကပင်မဝလင်မှာသုံးစုခွဲရသောအခါပို့ပြီးဆိုးတော့သည်တို့ရှိရှင်မှာပင်တတရကြောင်နှင့်စတုဒ္ဒကြောင်ပြင်စမကြောင်တို့၏အဖမ်းခံရကဂရိညာပေးမိပြန်သည်ဂရိအတိုင်း ငါးပုံပုံကပေးပြီးမှတပုံနဲ့သောစားရသောအခါအချိန်မလှတော့ပြီဥစ္စာဆောင်ကြွမမှာတနေ့တခြားပိန်နီလာစီသည်ကြွမစီအခဲအခဲကိုချိန်မိတ်ခံသည် တနေ့လင်ရွှေတစပေးရမှရွှေစနှစ်စပေးပြီးအမဲသားနှစ်စတိုး၍တောင်းလင်မရသလောက်ရနိုင်တော်လဲဥစ္စာကိုမြည်ဆိုသည်နှမျောသည်ထို့ကြောင့်မဝရေစာဒုက္ခကိုလှိမ့်ခံနေခဲ့ပေသည်မုတ်ဆိုးမှာမိမိအား ရွှေစတစနေစဉ်ပေးသောကျေးဇူးရှင်အားအမှတ်မဲ့မထားကြည်ဂယုတစိုက်ရှိသည်ရှိသည့်အတွက်တနေ့ချက်တနေ့ကျုံလီဖြတ်တော်လာသည်ကိုသတိထားမိသည်ကြွမကလေးပိန်လှကြည်လားနေထိုင်မကောင်းမူလားယုံကြည်စိတ်ချရသောမိတ်ဆွေဖြစ်နေသည့်အတွက်ကြွမသည်စကားကိုလှီလွဲမပြောပါဘာရောဂါမှမဖြစ်ပါဘူးမုံဆိုးကြီးရာအစာဝအောင်မစားရလို့ပါဟဲ့ငါယူလာတဲ့အမဲသားဟာ ကျွတ်တကောင်အတွက်ဝပါတယ်ဟုတ်ပါတယ်ဝပါတယ်ဒါပေမဲ့ကြောင်ငါးကောင်နဲ့ခွဲဝေစားတောက်နေရတော့ကျွမ်းမကြီးကြောင်တကောင် အဖမ်းခံရတိုင်းဂရီပေးမိပုံနဲ့ဂရီအတိုင်းဆောင်ရွက်နေပုံများကို ရှင်းပြလိုက်ဤမုတ်ဆိုးကြီးကျွမ်းမရှင်းပြနေစဲမှာပဲအကြံယူဤဒီကြောင်ငါးကောင်ဤရံမလူကင်းအောင်မိတို့လုံးမီနီကျွမ်းမဤစကားဆုံးချိန်တွင် အကြံရဤတို့ကြောင့်ဘာမှမပူရန် နှစ်သိမ့်ခဲ့ပြီးအိမ်သို့ပြန်သွားကထူထဲသော ဖအုံဆောင်တစ်ခုကိုယူဆောင်ခဲ့၏ဟောဒီမှာဝင်လို့ထွက်လို့ရတဲ့အပေါက်ရှိရင်အဲ့ဒီထဲဝင်နေဘဲကြောင်ကိုမှမပေးနဲ့ရော့အမဲသာစိတ်ချလက်ချဝါအောင်စားပြေမုံဆိုးသည်ပေးနေကြအရွယ်အစားရှိသည့်အမဲသားတို့ကိုပေးပြခဲ့၏အမဲသားစားရင်အေးဆေးစွာကြံခဲ့သည်ကြောင်ကားကောင်မှကျွမ်းမထံမှရမည်ဝေစုကို ဆောင်စားနေကြသည်လာချိန်ဤမြောက်ညစွာနောက်ကျသွားပြီးကျွမ်းမကရောက်မလာသည်ကြောင်ကားကောင်သည်ဒေါသပြင်းစွာထက်လျက်ကျွမ်းမအားနေရအနှံ့အဆုခွဲကလိုက်လံရှာဖွေကြ၏ပြင်စမကြောင်သည်ကျွမ်းမအားဥစွာတိတ်သည်ဂရိမတီရဲ့ကြွတ်သေပေတော့အော်ကခုံအုပ်သည်ထူရဲသောဖန်အုံဆောင်နှင့်ရင်ပန်းနှင့်စောင့်မိကပက်လက်လန်ကြသွား၏နောက်ထပ်လည်းခုံမအုပ်နိုင်တော့ပါ မကြမီရောက်လာတော့သူမှဒုတိယကြောင်းဟေးဘယ်အချိန်ရှိပြီတော့ဘယ်မတော့အမဲသားဒီမှာစားနေတယ်လေငါဖို့ရောဘယ်မတော့ကနေ့ကစပြီးမပေးနိုင်တော့ဘူးမောင်ကြီးကြောင်ကြီးသူရောက်ရှိနေတော့ဖန်အုံဆောင်ကြီးအစွမ်းကိုတီတော့ကြကျမကပမာမခန့်ပြောရခြင်းဖြစ်သည်နင်ကဒီလိုလိုက်ဟောရီမှာငါလက်သွဲတွေတွားတွေလာပြီဒုတိယကြောင်လဲဒေါ်လာတကြီးခုံအုပ်တွင်ကြွက်ကိုမအုံမိပဲ ရင်ပွင့်သိဆုံးလေ၏မရှိမနှောင်းမီပထမနှင့်တတိယစတုဒ္ဓကြောင့်များရောက်လာကြ၏မဆူမဆန်းမစင်ကျင်မဲ့ဒေါသတကြီးခုံအုပ်ကြရာအသက်ဆုံးရှုံးသွားကြရလေတော့၏ဥစ္စာဆောင်ကြမကလေးညင်မုံဆိုးတို့မှထိုချိန်မှအစပြုပြီးဘေးရန်ကင်းရှင်းပျော်ရှင်စွာဖြင့်အသက်ထဆုံးနေထိုင်သွားကြရလေတော့သည်